ကမ္ဘာပေါ်မှာထူးဆန်းဆုံးတဲ့အကျဉ်းအားတရားအရှိဆုံးထောင်စနစ်ဟုတ်ကဲ့ပါကျွန်တော်တို့အများစုကရာဇဝတ်မှုတစ်ခုကျူးလွန်ရင်ထောင်ထဲမှာတော့ခတ်ပြီးအပြစ်ပေးတာကအကောင်းဆုံးအဖြေလို့ထင်ကြမှာပါဒါပေမဲ့ဒီကမ္ဘာကြီးပေါ်မှာအဲ့လိုအတွေးခေါ်ကိုလုံးဝဆန့်ကျင်ပြီးပြစ်မှုကျူးလွန်သူကိုလူသားတယောက်လိုပြန်ဆက်ဆံပေးတဲ့နေရာတစ်ခုရှိနေပါတယ်ဆိုရင်လူကြီးမင်းတို့အံ့ဩသွားမလားဒီနေရာကတော့မြောက်အတ္တလန်ဒိတ်သမုတ်တရားတွေကရေခဲဖုံးနေတဲ့ဂရင်းလန်နိုင်ငံပါပဲဂရင်းလန်တွက်တော့အထောင်ဆိုရာအပြစ်ပေးဖို့နေရာမဟုတ်ဘဲ ဘဝမှာလမ်းမရောက်နေသူတွေကိုပြန်လဲကူစားပေးပြီးလူအတိုင်းဝိုင်းနဲ့ပြန်ဝင်ဆန့်နိုင်အောင်ကူညီပေးတဲ့အကူအညီပေးရေးစခန်းတစ်ခုလိုပါပဲ။သူတို့ရဲ့စနစ်ကဘလောက်တောင်ထူးခြားလဲဆိုတော့နံပါတ်၁ဟိုတယ်လိုထောင်ထဲမြို့တွေကအကျဉ်းသား Greenland ရဲ့ထောင်စနစ်ကိုပွင့်လင်းတဲ့အဖွဲ့အစည်းလို့ခေါ်ပါသည်။နာမည်ကြားလိုက်တာနဲ့တင်တမျိုးလေးပါပဲ။ဒီစနစ်ကဘလို့လှုပ်လှုပ်တာလဲဆိုတော့အကျဉ်းသားတွေဟာည9:00နာရီခွဲကနေမနက်6:00နာရီခွဲအထိပဲသူတို့အခန်းထဲမှာနေကြရပါသည်။မြင်တော်ပြောရရင်ကျောင်းမှလိုမျိုးပါ။ ဂျန်နေချိန်ဒီမှာဆိုရင်သူတို့ဟာမြို့ထဲမှာလွတ်လပ်စွာသွားလာနိုင်တယ်အလုံးလုံးလူရတယ်ကိုမိသားစုနဲ့တော့မှတွေ့ဆုံနိုင်ပါသေးတယ်ပို့ပြီးတော့အန်အောဖို့ကောင်းတာကအချင်းသားတိုင်းမှာသူတို့အခန်းရဲ့ကိုပိုင်တော့တွေရှိနေတာပါပဲဒါဟာသူတို့ရဲ့ကိုပိုင်လွတ်လပ်ခွင့်ကိုလေးစားကြောင်းပြသလိုက်တာပါအဲ့လိုလွတ်လပ်ခွင့်နေပေးထားတာကကောင်းပါရီဒါပေမဲ့အပြင်မှာဘယ်လောက်ပဲလွတ်လပ်နေပါစေကိုရဲ့အမားတစ်ခုကြောင့်ချစ်ရသူတယောက်နဲ့ဝေးကွာနေတဲ့အချင်းကြမှုလောက်တော့ဘယ်ခံစားမှုကမှစိုးမှာမဟုတ်ပါဘူးဒီလိုလှုပ်ဆောင်တာတွေကအကြောင်းမဲ့တော့လည်းမဟုတ်ပြန်ပါဘူး 1954ခုနှစ်ခရစ်ကသူတို့ ရေးဆွဲခဲ့တဲ့ရာဆွေးမှုဥပဒေမှာကပြင်းမှုကျူးလွန်သူတွေကိုအပြစ်ပေးဖို့မဟုတ်ဘဲလူအဖွဲ့စည်းတဲ့အောင်မြင်စွာပြန်လည်ဝင်ရောက်နိုင်မှုကူညီထောက်ပံ့ရေးကိုအဓိကရည်ရွယ်ချက်အဖြစ်ထားရှိခဲ့ကြတာပါ။ဒါကြောင့်လည်းပဲ Greenland မှာအကျဉ်းထောင်လို့တရားဝင်မတုံးမင်းပြင်းမှုကျူးလွန်သူများအတွက်အဖွဲ့စည်းလို့ပဲခေါ်ဝေါ်သုံးစွဲကြပါသည်။ဒီအသုံးအနှုန်းလေးတစ်ခုတည်းနဲ့တွင်သူတို့ရဲ့ချင်းကပ်ပုံကကျွန်တော်တို့သိနေကြပုံစံနေနဲ့ဘလောက်ကွာခြားနေလဲဆိုတာမြင်နိုင်ပါသည်။ အရင်တုန်းကတော့လူသားမှုလို့ပြင်းမှုကြီးတွေကျူးလွန်တဲ့သူတွေကိုထိန်းသိမ်းဖို့နေရာမရှိတာကြောင့်ဒိမတ်နိုင်ငံကိုပို့လို့ရှိပါသည်ဒါပေမဲ့2009မှာတော့ Greenland ရဲ့မြို့တော် Newark မှာ Anstalan လို့ခေါ်တဲ့လုံခြုံရေးမြင့်တဲ့ထောင်တစ်ခုကိုစားဖွင့်ခဲ့ပါသည်။ထောင်လို့ပြောရတာတော့မှအာနာစရာကောင်းလောက်အောင်ဒီနေရာကိုလူသားဆန်တဲ့အဆောက်အုံတစ်ခုအနေနဲ့တည်ဆောက်ထားတာပါ။အကျဉ်းသားတွေကသူတို့မိသားစုနဲ့နီးနီးဆက်ဆက်နေခွင့်ရမယ်။လုပ်ငန်းခွင်အတွေ့အကြုံတွေပညာရေးခွင့်လမ်းတွေအပြင်အားကစားနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါအပြည့်အဝရရှိစေပါသည်။ ထောင်စရာနဲ့ဂျန်တန်ခတ်ထန်တဲ့နေရာလို့မြင်အောင်နေတဲ့ကျွန်တော်တို့အတွက်တော့ဒါဟာတော်တော်လေးကိုထူးခြားနေမှာအမှန်ပါပဲ။ဒါပေမဲ့ဒီစနစ်တွေအားလုံးအစဉ်ပြေနေတဲ့လုံးဝဒုက္ခပုံကြီးတစ်ခုလည်းမဟုတ်ပြန်ပါဘူး။ထိန်ကုန်မှုတွေအများကြီးရှိနေပါသေးတယ်။လူဦးရေ9600ပဲရှိတဲ့နိုင်ငံမှာကျွန်တော်တို့မျိုးကမြို့နယ်တစ်ခုစားလောက်ပဲရှိတာပါ။အဲ့ဒီနေရာမှာအကျဉ်းသား130ကျော်ရှိနေတာကြောင့်အကျဉ်းကြခန်းတုန်းကမြင့်နယ်လို့ပြောလို့ရပါသေးတယ်။နောက်ပြီးဝန်ထမ်းအင်အားမလုံလောက်တာစိတ်ကြမ်းပါရေးဆောင်ရှောက်မှုအားနေတာမျိုးတွေလည်းအခက်အခဲတွေရှိနေပါသေးတယ်။ အစိုးဆုံးအချက်ကတော့ထောင်ပွင့်စနစ်ကြောင့်မလို့ပြင်းမှုကျူးလွန်ခံရတဲ့တားကောင်တချို့ဟာသူတို့ကိုဒုက္ခပေးခဲ့တဲ့သူနဲ့မျိုးတွေကကော်ဖီဆိုင်မှာဖြစ်ဖြစ်ဈေးမှာပဲဖြစ်ဖြစ်မမျှော်လင့်မဲ့မျက်နှာချင်းဆိုင်ပြန်တွေးလိုက်ရတဲ့အခြေအနေမျိုးတွေကြုံတွေ့နေရမှာပါပဲ။ဒါကတော့တော်တော်လေးကိုခံစားရခက်တဲ့အခြေအနေတစ်ခုဖြစ်မှလည်းသိကြပါသည်။ဘလို့ပဲဖြစ်ဖြစ် Greenland ရဲ့ဒီချင်းကပ်ပုံဟာပြည်ထောင်ပြည်တာတစ်ခုရဲနဲ့ရာဇဝမှုကိုတားဆီးလို့မရဘူးဆိုတာကိုလည်းတတ်သိပြနေပြန်ပါသည်။ သူရဲ့စနစ်ကအမားယွင်းမရှိပြီးပြည့်မစုံနေသေးသည်ဖြင့်ပြမှုကျူးလွန်သူကိုလူသားတူအဖြစ်ရှုမြင်ပြီးဘဝကိုအသိပြန်စားဖို့အခွင့်အရေးပေးခြင်းအပြင်ပိုကောင်းတဲ့အနာဂတ်တစ်ခုကိုပုံဖော်နိုင်ကြောင်းကဘာကြီးကိုသင်ခန်းစာပေးနေတာဖြစ်ပါသည်